တဲ့ကျောင်းမှာပဲခလေးကိုစွန့်နေတဲ့ဆန်ချပြီးသင်ခန်းချီမယ်လို့ပန်းထားခဲ့တာအခုလိုမျိုးဒီရောက်တော့ဒီမင်းသမီးနဲ့တွေ့တော့အခုလိုမျိုးစီစီကားကားလေးပြုတ်သွားတဲ့အတွက်ဝင်းနဲ့သားနဲ့စိတ်လဲကျဉ်တတ်တယ်ဒီလိုပါတော့မပြုတ်ပါနဲ့အတွက်သင်မကောင်းတာတခုပဲရှိပါတယ်ရင်တွေးနေဒီလာရင်ပျော်လို့ငြိမ် ာသာမတူဘူးဆိုပေမဲ့လည်းကိုသက်ဆိုင်ရာဘာသာတွေမှာထောက်မှန်ပေးနိုင်တဲ့သူမျိုးဖြစ်ချင်တာပေါ့နော်အဲ့တော့အခုဒီရန်ငယ်ရှင်မျိုးကကြတော့ဒါမျိုးဆိုတာလှုပ်ချင်တာပေါ့နော်လှုပ်ချင်တယ်အကိုကခွင့်ပြုပေးတယ်ပြီးရင်နောက်တစ်ခုကဘေးကနေပြီးတော့မှအကုန်လုံးပေါ့နော်ဝိုင်းပြီးတော့စီစဉ်ပေးတယ်အဲ့တော့ဟိုပြီးတော့ဟိုတယောက်တည်းရဲ့ဆန္ဒဆိုတာတအငဲတန်းဒါကုသိုလ်ပြုတဲ့အခါမှာနှစ်ယောက်စလုံးရဲ့ဆန္ဒလည်းပါပါတယ်ဒါကတော့ ကကြွနေပြီးတော့ဒီနေ့မှာတော့အင်းကြီးကြီးပါပြည့်ရပြီကျွန်တော်လည်းပါအင်းကြီးစီတာပရီယတီစာကြတိုက်မှာပေါ့နော်ဒါဟိုကျောင်းနဲ့ဘုံဘုံကြီးကိုတိတ်ခါထက်တယ်ပြီးရင်ဒါပြင်တန်ကဆက်တပါပြီးတော့ဒါကတော့ဟိုရန်ငယ်ရှင်ပြူမှာစုစုပေါင်းကတော့80နှစ်တပါပေါ့နော်ဒါဟိုဥစားရန်ငယ်ရှင်ပြူအလူလေးပါရှင် ဒီမှာကျတော့မြို့သူတို့လေဟိုတချို့တကြံတွင်းမှာဝစ်ချင်တာမျိုးလည်းရှိရဲတချို့ကျတော့တခါမှအဲ့လိုကိုရင်မစီဘူးတာလည်းရှိရဲဆိုတော့လေမြို့သူတို့ဒါဟိုဒုတိယအကြိမ်ပေါ့နော်မြို့သူမှတည်ပြီးတော့မှလူပေးဖြစ်တာပါပထမအကြိမ်တော့ကမြို့သူမရှိလိုက်ဘူးပေါ့နော်အကိုပဲအဲ့တော့ကတော့အလိုဦးစီးပြီးတော့လှုပ်လိုက်ရပါတော့ဒီဒီချိန်ကျတော့ဒါဒုတိယချိန်ကျတော့နှစ်ယောက်စလုံးတူတူရှိရပါတော့ တိယအချိန်ချစ်သူလေးပါတဲ့ခါကျတော့ကိုပြောတာ ဲ့ချိန်မှာမိသားစုဆုံးတော့မရှိလည်းမရှိလို့စိတ်မကောင်းတာပါဘယ်လိုပြောမှမရှင်းလို့ရှင်းတာတော်တော်ကြပြီအဒီနေ့ရအောင်လုပ်မယ်လို့မှန်းတာတေဝါလို့ခွဲအောင်မဟုတ်ပဲနဲ့ရှင်းလက်လက်ကြည့်ထားကြတော့စိတ်တမ်းမကောင်းတာပါသူများတွေကဖိုင်ဆုံးမေးဆုံးနဲ့ဒီကိုယ်ကြီးလေးကိုသင်နေစီရကျမတို့ပါ မသေးပဲနဲ့မိဆုံးပါဆုံးမကြည့်အောင်အဲ့တော့ပဲစိတ်မကောင်းတော့ကြံလာကုန်းပြောတယ်အလူရှင်လူဟာတို့လက်ကျေးသူတင်မှကိုသပင်ညှက်ရောင်းပြီးတော့သင်္ကန်းပြေးကြရတော့ဝယ်ထားတယ်ကြောင်းမှာပဲခလေးကိုစွန့်တဲ့တိုင်းနဲ့ဆန်ချပြီးသင်္ကန်းချီမယ်လို့ပန်းလာကြတာအခုလိုမျိုးဒီရောက်တော့ဒီမင်းသမီးနဲ့တွေ့တော့အခုလိုမျိုးစီစီကားကားလေးပြုတ်သွားတဲ့အတွက်ဝင်းလဲသားတဲ့စီလဲကျင်းတတ်တဲ့ ်မိကတော့ပါတော့မပြူပါလဲတော့သိမကောင်းတာတခုပဲရှိပါတယ်ဒီကမကလူနိုင်တားနိုင်ပါသေးသာသနာပြုနိုင်လို့မိသားစုဖြစ်ပါသေးလို့ဆုတောင်းပါတယ်နှစ်ယောက်စလုံးရဲ့ဆန္ဒလို့ပြောလို့ရပါတယ်။မင်းတို့နှစ်ယောက်စလုံးကကြတော့လေဟိုအဓိကကနှစ်ယောက်ကတော့ဘာသာမတူဘူးဆိုပေမဲ့လေကိုသက်ဆိုင်ရာဘာသာတွေမှာထောက်မှန်ပေးနိုင်တဲ့သူမျိုးတွေဖြစ်ချင်တာပေါ့နော်။အဲ့တော့အခုဒီရန်ငယ်ရှင်မျိုးကကြတော့ဒါမျိုးတွေကလှုပ်ချင်တာပေါ့နော်။လှုပ်ချင်တယ်။အကိုကခွင့်ပြုပေးတယ်။ပြီးရင်နောက်တစ်ခုကဘေးကနေပြီးတော့မှအကုန်လုံးပေါ့နော်။ဝိုင်းပြီးတော့စီစဉ်ပေးတယ်။အဲ့တော့ဟိုပြီးတော့ ဟိုတယောက်ထည့်ရဲ့ဆန္ဒဆိုတာတဲ့အငြင်းန်းဒါကုသိုလ်ပြုတဲ့အခါမှာနှစ်ယောက်စလုံးရဲ့ဆန္ဒလည်းပါပါတယ်။မင်းတို့လှုပ်ချင်ပြီးတော့ကိုကဘီကနေမပန်မိုးပေးဘူး။ဒါမှမဟုတ်တခုခုဟိုအဲ့လိုမျိုးစိတ်မပါလက်မပါဖြစ်နေရမျိုးဆိုရင်လည်းအလူတခုအထမမြဘူးလေနော်။ဘာဆိုတော့အိမ်တော်တခုတိဆောက်တာဆိုတော့အရရာတိုင်းကဟိုကိုတူးတဲ့စိတ်နဲ့လို့လည်းမဖြစ်တော့ဘူးဆိုတော့လေ။အခုကျတော့နှစ်ယောက်အတူတူပဲစိတ်တူကိုယ်တူနဲ့လှုပ်ခဲ့သမျှအရာတိုင်းဟိုတိဆောက်ခဲ့သမျှအရာတိုင်းပြုခဲ့သမျှကုသိုလ်တိုင်းကနှစ်ယောက်အတူစိတ်တူကိုယ်တူပဲလှုပ်ခဲ့တာပါရှင်။ မှန်ကတော့လာတိုင်းလာတိုင်းမှာမြို့တို့အလှလုပ်တယ်ပေါ့နော်အခုဒီလားဆိုလို့ရှိရင်လည်းဒါမြို့တို့ရဲ့ဒါမင်္ဂလာသက်တမ်းပြည့်လားစင်မှာလုပ်နေကြအတိုင်းပဲပေါ့နော်ဒါပေမဲ့ဒီဒီလိုမျိုးနှစ်ဦးမှာရန်ငယ်ရှင်မျိုးလုပ်ချင်တယ်ဆိုပြီးတော့မှဟိုရည်ရွယ်လိုက်တာဒါအရင်နှစ်တည်းကရည်ရွယ်လိုက်တာဆိုတော့လေအဲလုတ်ဖြစ်သွားတယ်ဆိုတော့ဒီနှစ်မှာလည်းဒါထပ်လုပ်မယ်ဆိုတဲ့ဟာမျိုးဖြစ်သွားတာပေါ့နော် ဒီဘယ်လိုဓမ္မကလည်းပဲဘုရားတော်ကတော့ရှိနေကြတယ်။ဖို့တပါတဲ့ဘုန်းကြီးမာဆိုးရတာအောက်ကိုကြောက်နေပါဗျာ။နောက်တစ်ခါပျော်လုံးမင်းကလုံးဝရမောဗျာ။ကိုယ်ဝင်ချင်တာကြာပြီလား။အဖေ။ဆက်ပါပြုတ်တည်ရပြီဗျာ။ဒီလိုချိန်မှာပေါ်ပြီးရှိရင် ဟုတ်မြို့သူတို့၂ယောက်ပြုသမျှကုသိုလ်တိုင်းဒီဒါခဏရသားသမီးရဲ့ကုသိုလ်လို့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့မြို့သူရိုးရိုးသားသားနဲ့စီးပွားရှာတယ်ဒီကရလာတဲ့အကျိုးမြတ်တွေနဲ့မြို့သူတို့ဒါပြန်ပြီးတော့လှူဒန်းပေးကမ်းခွင့်ရဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးထပ်တူထမြန်ရပါစေလို့လည်းပြောချင်ပါတယ်။အဲ့တော့နှစ်သစ်ကနေစပြီးတော့ဒါဘေးတွယ်တွယ်ရန်တွယ်တွယ်ကင်းဝေးကြပါစေ။ကက်ချီသုံးပါးပြန်နေကင်းဝေးကြပါစေ။စီးပွားလက်လာပါလေတိုးဝါကြပါစေလို့ဆုတောင်းပေးပါတယ်။ကြုံတွေ့နေရတဲ့ဒီဘေးဒုက္ခတွေကလည်း ဒါအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းဆုတောင်းပေးပါရစေ။နေ့တည်းမှာစပြီးတော့မှအရောက်စီတဲ့ကိုဘုရားသခင်ကောင်းကြီးပေးပါစေလို့ဆုတောင်းပေးပါရစေ။